အရွယ်ရလာတဲ့အဖိုးအဖွားတွေနဲ့စိတ်ဓာတ်ကြမှုကမကင်းကွာနိုင်တဲ့အချက်တစ်ခုပါအသက်ကြီးလာလေလေအထီးကျန်လာလေလေဖြစ်ပြီးတော့စိတ်ဓာတ်ကြမှုက အလိုလိုဝင်လာတတ်ပါတယ်ဒီတော့ဖိုးဖိုးဖွားဖွားတွေစိတ်ဓာတ်ကြမှုကိုတတ်တာရော့ပါစေနိုင်မယ်နည်းလမ်းလေးတစ်ခုကိုပြောပြပေးသွားပါမယ်နော်ဒါကတော့ရင်းနှွေးချမ်းတိုက်တာပါအဖိုးအဖွားတွေကိုစိတ်တက်ကြစေနိုင်တဲ့အကြောင်းရင်းခံတွေကပါတွေလဲအဖိုးအဖွားတွေဟာအရွယ်ရလာတဲ့အချိန်မှာမျိုးရိုးရှိတာကြောင့် လူမှုစည်းဝါးရေးအခြေအနေတွေကြောင့်လူမှုဆက်ဆံရေးအခြေအနေတွေကြောင့်ဘဝနေထိုင်မှုပုံစံကြောင့်မိသားစုအခြေအနေကြောင့်စတဲ့အချက်တွေကြောင့်စိတ်တက်ကြမှုတွေက ခံစားလာရပါတယ်။ရင်းနှွေးကြကြိုက်တဲ့အဖိုးဖွားတွေစိတ်တက်ကြနိုင်ခြင်းနည်းစင်ကာပူအမျိုးသားတက္ကသိုလ်နဲ့ရှန်ဟိုင်းအခြေစိုက် ဖရိုဒန်တက်ကတူတို့ပူးပေါင်းပြုလုပ်ခဲ့တဲ့လ ీల ာချက်တစ်ခုအရာဆိုရင်နေ့တိုင်းရင်နွေးကျန်းတောက်တက်တဲ့အဖိုးဖွားတွေကအခြားသူတွေထက်စိတ်ဓာတ်ကျနိုင်ခြင်းရတိတိတသားရောနေနေတာကိုတွေ့ရှိခဲ့ပါတယ်။ရင်နွေးကျန်းတောက်တာကစိတ်ကျန်းမာရေးကိုကောင်းစေနိုင်တယ်လို့စိတ်ကံစားမှုကိုလည်းကောင်းစေနိုင်ပါတယ်နော်။ရင်နွေးကျန်းကအသက်ရလာသူတော်တော်များများအကြိုက်တွေ့တဲ့တောက်စရာတစ်ခုပါ။ဒါကြောင့်အတက်ရလာတဲ့အဖိုးဖွားတွေကိုကျမ်းမာစေဖို့ဆိုရင်ရင်နွေးကျန်းပုံမှန်တောက်တင်ပါတယ်နော် ရင်နွေးချမ်းကအုံနောက်ကိုကျန်းမာစေနိုင်ပြီးတော့သိမင်မှုစွမ်းရည်ကိုလည်းတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။နေ့စဉ်ပုံမှန်ရင်နွေးချမ်းတောက်ပေးတာကအသက်အရွယ်ကြောင့်ဖြစ်တဲ့မှတ်ညာချို့ယင်းမှုကိုမဖြစ်အောင်လည်းကာကွယ်ပေးသလိုစိတ်ဖိစီးမှုတွေကိုလည်းရောကျစေနိုင်ပါတယ်။ဒါဒီမကသေးပါဘူး။ရင်နွေးချမ်းတောက်တာကစိတ်ကံစားမှုကောင်းစေသလိုစိတ်ဖိစီးမှုကိုလည်းရောကျစေပြီးတော့စိတ်ဓာတ်ကျမှုမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်နှလုံးကျန်းမာစေနိုင်သလိုကင်ဆာကာကွယ်ပေးတဲ့အပြင် အသက်ရှည်စေဖို့လည်းအထောက်ပံ့ပေးပါသေးတယ်နော်ကိုနှစ်ကြာပြုလုပ်ခဲ့တဲ့လူဦးရေတောင်းသုံးတောင်ကျော်ပါဝင်တဲ့လေးလာချက်အရာဆိုလို့ရှိရင်တိလိုက်ရတာကနေ့စဉ်ရင်းနှီးချမ်းတောက်တာကအဖိုးအဖွားတွေကိုမှတ်ညံကောင်းစေနိုင်တယ်လို့စိတ်ဓာတ်ကျနိုင်ခြင်းကိုလည်းတိတိတသာရောနှင်းစေနိုင်ပြီးတော့လူမှုဆက်ဆံရေးကိုလည်းကောင်းမွန်စေနိုင်ပါတယ်နော်ဒါကြောင့် အဖိုးဘွားတွေကိုစိတ်ပိုင်းဆိုင်ရာကျမ်းမာစေပြီးတော့စိတ်ဓာတ်ကျမှုကင်းစေဖို့တနေ့ကိုရင်နွေးကျန်းတစ်ခွက်ပုံမှန်တောက်ပေးဖို့တိုက်တွန်းပေးရစီလားရှင်ရင်နွေးကျန်းတောက်ပေးပါလို့ပြောရတဲ့အကြောင်းရင်းများပထမတစ်ချက်ကကိုယ်အလေးချိန်ကျဆင်းစေနိုင်တာပါရင်နွေးကျန်းကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလကလေးကကိုယ်အလေးချိန်ကျစေဖို့အတွက်အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်ဓာတ်တို့ဆန့်ကျင်အာနိသင်ကျွယ်ဝတဲ့ရင်းနှွေးချမ်းကဇီဝတွင်ဖြစ်စဉ်တွေကိုလည်းတိုးတက်စေနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကကင်ဆာကာကွယ်ပေးနိုင်တာပါ ုတေသနလုံဆောင်ချက်တွေအရာနေ့စဉ်ရင်းနှွေးကြမ်းတောက်သုံးမှုကကင်ဆာကာကွယ်ပေးနိုင်ပါတယ်လို့တွေ့ရှိခဲ့ပါတယ်။ရင်းနှွေးကြမ်းကရင်သားကင်ဆာနဲ့အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလည်းကျဆင်းစေနိုင်တယ်လို့အခြားနာတာရှည်ယောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ်နော်။နောက်တစ်ချက်ကစီးကြိုထိန်းကြီးပေးနိုင်တာပါ။စီးကြိုကာကွယ်ခြင်းသူတွေအတွက်ရော စီးကြိုရှိနေတာကြောင့်သွေးတွင်းတကြားဓာတ်ကိုထိန်းကြီးခြင်းတွေအတွက်ပါအဆင်ပြေတဲ့တောက်စရာတစ်ခုပါရှင်။ ကာကွယ်ဖို့အတွက်ရောကုသဖို့အတွက်ပါနေ့စဉ်ရင်းနှွေးကြမ်းတစ်ခေါက်လောက်တောက်သင့်ပါတယ်နော်ရင်းနှွေးကြမ်းတောက်သုံးမှုကအမျိုးအစားနှင့်စီးကြိုယောဂကိုလည်းကာကွယ်ပေးနိုင်ပါတယ်နောက်တစ်ချက်ကစိတ်ဖိစီးမှုကိုတတ်တာစေနိုင်တာပါရင်းနှွေးကြမ်းတောက်ပေးတာကခန္ဓာကိုယ်တစ်ခုလုံးကစက်သားတွေကိုပြေလျော့စေပြီးတော့စိတ်ဖိစီးမှုကိုလည်းတတ်တာစေနိုင်ပါတယ်ဒါကြောင့်စိတ်ဖိစီးမှုများနဲ့ရင်းနှွေးကြမ်းတောက်ပြီးစာအုပ်ဖတ်တာမျိုးဖြစ်ဖြစ်လုံးစေချင်ပါတယ်နော် နောက်တစ်ချက်ကအစာရင်ဥလန်းချောင်းဆိုင်ရာပြဿနာတွေကိုတတ်တာစေနိုင်တာပါ။နေ့စဉ်ရွေးနေချမ်းတောက်သုံးပေးမယ်ဆိုရင်အစာရင်ဥလန်းချောင်းကကျန်းမာရေးကောင်းနေမှာပါ။နောက်တစ်ခုအနေနဲ့ကအစာရင်ဥလန်းချောင်းဆိုင်ရာကင်ဆာရောဂါကိုလည်းကာကွယ်ပေးရာရောက်ပါတယ်နော်။ဝမ်းမှန်စေပြီးတော့အစာချေအင်ဇိုင်းတွေပုံမှုထွက်ရှိလာအောင်လည်းလှုပ်ဆော်ပေးနိုင်ပါတယ်။နောက်တစ်ချက်ကကိုယ်ခံအားကောင်းစေတာပါ။ ဓာတ်တုံးစချင်အာနိသင်ကျဲဝတဲ့ရင်နွေးချမ်းကယောဂတော်တော်များများကိုကာကွယ်ပေးပြီးတော့ကိုယ်ခံအားချက်နဲ့ကောင်းမွန်အောင်လည်းအထောက်အကူပြုပါသေးတယ်။ခဏခဏဖြာတက်လို့စိတ်ညစ်နေသူတွေစဉ်းစားတဲ့နီလန်ကောင်တစ်ခုပါနော်။နေ့စဉ်ရင်နွေးချမ်းပုံမှန်တောက်ပေးပြီးတော့ကိုယ်ခံအားကိုမြင့်တင်လိုက်ပါရှင်။နောက်ဆုံးတစ်ချက်ကတော့လေးပတ်နာကြောင့်အရိုးအဆစ်တွေနာတာကိုတတ်တာစေနိုင်တာပါ။ရောင်ရမ်းမှုကိုရောကြစေနိုင်တဲ့အာနိသင်ရှိတာကြောင့်အဆင်အမြင့်တွေရောင်ရမ်းနာခြင်းကြိုက်ခဲမှုကိုတတ်တာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်အဆင့်မြင့်တွေရောင်ရမ်းတာကိုတတ်တာစေခြင်းနဲ့ဆိုရင်ရွေးနွေးချမ်းကိုတောက်ဝေးပါလို့ပြောကြရင်လည်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်။အားလုံးပဲနေကောင်းကြပါစေရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။